နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတံပရောကာကွယ်ဦးစီးချုပ်ကာကွယ်ဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှူးကြီးဆိုဝင်သည်အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနကာကွယ်ရေးအတွင်းဝန် Mr. Rajit Kumar Singh ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့အားဒီကနေ့မနက်ပိုင်းမှာနေပြည်တော်ရှိဘေးအန္တရာယ်အရေးတာမှာလက်ခံတွေ့ဆုံပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတက်မတော်ကာကွယ်ဦးစီးချုပ်ကာကွယ်ဦးစီးချုပ်ကြီးနှင့်အတူကာကွယ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်၏ကာကွယ်ဦးစီးချုပ်ရုံးမှအဆင့်မြင့်တက်မတော်ရာရှိကြီးများတက်ရောက်ကြပြီးအိန္ဒိယနိုင်ငံကာကွယ်ဝန်ကြီးဌာနကာကွယ်အတွင်းဝန်နှင့်အတူမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတပ်မတ်ကြီးရှယ်ရီအက်ဖေးတာကူမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံစစ်တမ်းဘူကာနေ Jess Winter Sint Gain နဲ့အိန္ဒိယတပ်မတော်မှတာဝန်ရှိသူများတက်ရောက်ကြပါတယ်အဲ့လိုတွေးဆုံရမှာနိုင်နိုင်ငံအစိုးရနဲ့တပ်မတော်နဲ့ရဲ့အကြားဆက်ဆံရေးများကောင်းမွန်လျက်ရှိတဲ့အခြေအနေများမြန်မာအိန္ဒိယနိုင်နိုင်ငံနဲ့နိုင်နိုင်ငံတပ်မတော်နဲ့ရဲ့အကြားအပြန်အလှန်ယုံကြည်မှုလေးစားမှုချစ်ကြည်ရင်းနှီးမှုဖြင့်ကဏ္ဍဆောင်ပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မယ့်ကိစ္စရပ်များ နိုင်ငံတက်မတော်နေရကြတင်တန်းများဖွင့်နေတင်ကြားပေးနေမှုနဲ့နိုင်ငံနေဆက်ဒေတာဒီငယ်အေဂျင်စီတရားဥပဒေစိုးမိုးရေးလုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်တောင်းပေးကိစ္စရံများနိုင်ငံနဲ့နိုင်ငံတက်မတော်နေရကြကောင်းမွန်တဲ့တန်တမာဆက်ဆံရေးနဲ့ချစ်ချည်ရင်းနှီးမှုများကိုဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမယ်ကိစ္စများနဲ့ပတ်သက်ပြီးရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပါသည်။ တွဲဆောင်ပွဲပြီးမှာနိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းတရားရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတက်မတော်ကာကွယ်ဦးစီးချုပ်ကာကွယ်ဦးစီးချုပ်ကြီးနဲ့အိန္ဒိယနိုင်ငံကာကွယ်ဝန်ကြီးဌာနကာကွယ်ရေးအတွင်းဝင်တို့သည်အမတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီးတရောက်လာကြသူများနဲ့အတူစူပေါင်းမှတ်တမ်းတင်တပ်ပုံရိုက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ